င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းဟောင်းမှာမြို့တွေပေါ်မှာပဲစစ်တပ်ကစိုးမိုးနိုင်တော့ပြီးကျန်တဲ့နေရာအများစုကိုတော်လှန်ရေးတပ်တွေကသာထိန်းချုပ်ထားပြီးတော့ရန်ကုန်ရဲ့အနည်းဆုံးကိုတရွတ်ရွတ်ဥတီလာနေတဲ့အတွက်အကြံဖက်စစ်ကောင်စီကရန်ကုန်ရဲ့ဘကိုးကိုကာဝယ်ဖို့ဆိုပြီးမိုဘိုင်းအရန်တပ်ဖွဲ့တွေအရေးပေါ်ဖွဲ့စည်းနေပြန်တယ်ဆိုပါတယ် DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲသိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုပ်နေတယ်အချက်ဖတ်စစ်ကောင်စီတပ်ကအခုတခါလဲလေးချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အပြင်းထန်ထိုးစစ်ဆင်လာပြန်တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေရဆိုတဲ့သတင်းပါဝင်ဒီအနေနဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာ မြို့တွေပေါ်မှာပဲစစ်တပ်ကစုံမိုးနိုင်တော့ပြီးကျန်တဲ့နေရာအများစုကိုတော်လန်ရစ်တပ်တွေကသာထိန်းချုပ်ထားပြီးတော့ရန်ကုန်နဲ့အနီးဆုံးကိုတရွတ်ရွတ်ဥတီလာနေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကရန်ကုန်နဲ့ပဲခူးကိုကာကွယ်ဖို့ဆိုပြီးမိုဘိုင်းအရန်တပ်ဖွဲ့တွေအရေးပေါ်ဖွဲ့စည်းနေပြန်တယ်လို့ UNG တောင်ပိုင်းစစ်ဒေသ PDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်လက်ရှိရန်ကုန်မန္တလေးလက်ဟောက်မှာရှိတဲ့ညောင်လေးပင်မြို့ဖြူမြို့နဲ့ကြောက်တကမြို့ပေါ်တွေမှာရှိတဲ့ရေစကန်ဘူရာယုံတက်စကန် ဖရာကြီးကုန်းနဲ့တထေးကုန်းအပါအဝင်စစ်ကောင်စီတပ်စခန်း၉ခုကို GNLA PDF ပူးပေါင်းတပ်တွေကဇော်လ၂၅ရက်နေ့ဖြစ်တဲ့မနေ့ကပဲတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုအတွင်စခန်းသိမ်းပိုက်မှုတွေလည်းရှိခဲ့တယ်ဆိုပါတယ်။လက်ရှိမှာတော်လိုင်းရေးပူးပေါင်းတပ်တွေဟာရန်ကုန်နဲ့အနီးဆုံးကိုတပြေးပြေးချင်းကပ်လာနေပြီးရန်ကုန်မြို့နယ်ဆိုရင်မိုင်80နဲ့မိုင်100ပတ်လည်မှာတော်လိုင်းရေးတပ်တွေရောက်ရှိနေပါပြီလို့လည်း UNG တောင်ပိုင်းစစ်ဒေသ PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်က လက်ရှိရန်ကုန်မန္တလေးလက်ဟောင်းမှာရှိတဲ့မြို့ပေါ်တွင်မှာပဲစိုးမိုးနိုင်တော့ပြီးဂျန်နဲ့နေရအများစုကိုတော်လန်ရေးတပ်တွေကသာထိန်းချုပ်ထားတဲ့အတွက်စစ်ကောင်စီဟာရန်ကုန်နဲ့ပဲခူးကိုကာကွယ်ဖို့ဆိုပြီးသူတို့ဘက်ကစစ်တပ်ရဲနဲ့ပြူစောထီတွေပေါင်းထားတဲ့မိုဘိုင်းအရန်တပ်ဖွဲ့တွေကိုအရေးပေါ်ဖွဲ့စည်းနေပြန်တယ်လို့တစ်ဖက်မှာတော့တော်လန်ရေးပူပေါင်းတပ်တွေကစစ်ရေးရီမန်းချက်အတိုင်းထိုးပေါက်နေပြီးရန်ကုန်နဲ့အနီးဆုံးကိုလည်းတရွေ့ရွေ့ဥတီလာနေပြီလို့အယုံကြည်တောင်ပိုင်းစစ်တပ်ပီဒီအေးရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဆက်ထဲမှာပဲပဲခူးတိုင်းကျော်တကားမြို့နယ်ကဖယားကြီးကုန်းကျေးရွာမှာတဆွဲထားတဲ့အကြဖက်စစ်ကောင်စီတပ်ခန့်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲရန်အချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ပဲခူးခရိုင်အမှတ်1ပီတီအက်တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ။မကိုးတိုင်းကျောက်တကားမြို့နယ်ကဖယားကြီးကုန်းကြေးရွာမှာတက်ဆွဲထားတဲ့ဂျပန်စစ်ကောင်စီတပ်စခန်းကို GNL PDF ပူပေါင်းတပ်တွေကဝင်ရောက်တက်ခိုက်ချေမှုရမှာ나ยีပိုင်းအတွင်းအပိသက်ချေမှုနိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးကျန်တဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့စကန်နေကနေလက်နက်ခဲရင်အချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ဘကိုးခဲအမှတ်1 PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ DNLA ဒိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲဒိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတဲ့အကြဖတ်စစ်ကောင်စီတပ်ကအခုတခါလဲလေးချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အပြင်းထန်ထိုးစစ်ဆင်လာပြန်တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောထားသလို DNLA ကလည်းထုတ်ပြန်ထားပါတယ်တဖက်မှာတော့အကြဖတ်စစ်ကောင်စီတပ်ဟာသူတို့ရဲ့စစ်တပ်ကတို့တွေရှိရာပြူးလွေမြို့ကို DNLA ပူးပေါင်းတပ်တွေလာရောက်တိုက်ခိုက်သိမ်းပိုက်မှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက် ပြူးလင်မြို့အနီးကတရလေသိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်သိမ့်မယ်ဆိုပြီးစစ်ကြောင်းထိုးတာတွေသွားလုံနေပြီမယ်သူတို့စစ်တပ်ဘက်ကသာအကြီးအကျယ်ရှုံးနေပြီးပြန်ပြန်ဆုတ်ပြေးရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားပါတယ်အခုလဲဇော်လ24ရက်နေ့ကနောက်တစ်ခါလာပြီးတရလေသိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်အတွင်းအကြံဖန်စကောင်စီတပ်သားတွေဟာလေကြောင်းပစ်ကူးလက်နက်ကြီးပစ်ကူးတွေနဲ့အပြင်းအထန်ထိုးစစ်ဆင်နေပြန်တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေသလို TNL ပူးပေါင်းတပ်တွေကလည်း က်လာသမျှစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခြင်းမျိုးနေပြီးစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေတဲ့အခြေအနေဖြစ်နေပြန်တဲ့အပြင်လာနေချီကြာတဲ့အထိသူတို့စစ်တပ်ကနောင်ချိုမျိုးနာအထိကိုမရောက်နိုင်ပဲစေချောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်နဲ့လုံနေကြတာဖြစ်တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲ DNA ဘူးပေါင်းတက်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာတော်လိုင်းတက်တွေကိုမနိုင်တာနဲ့ အချက်ဖတ်စကောင်းစီတက်ဟာဘာမှမဆိုင်နဲ့ DNL ဒိမ့်ပိုက်ထားရမိုးကုံမြို့နယ်ကအယတပြည်သူတွေကိုပြစ်မှတ်ထားပြီးအုံကိုင်းကွက်တဲ့ဘုံကြီးเจ้าကိုလေနဲ့ဘုံကျဲသွားမှုကြောင့်ပြည်သူ၃ဦးဒဏ်ရာရထားပြီးနေအိမ်တွေနဲ့ဘုံကြီးเจ้าလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရကုံခစ်တဲ့ကိုပြောပါတယ်ဒါကတော့ဇော်လ25ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ DNL ဒိမ့်ပိုက်ထားတဲ့မိုးကုံမြို့နယ်ကယတပြည်သူတွေနေထိုင်ရာအုံကိုင်းဘုံကြီးเจ้าအနီးကိုအကြံဖက်စကောင်စီတပ်ကလေနဲ့လာပြီး ရည်ရွယ်ချက်ရှိရှိဘုံတွေကြဲချတိုက်ခိုက်သွားတယ်ဆိုပါလေ။အဲဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးဒဏ်ရာရထားပြီးနေအိမ်တွေနဲ့ဖုန်ကြီးကြောင်းလဲပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြသလိုလက်ရှိမှာအချမ်းဖတ်စစ်ကောင်စီတပ်ကတကယ်လေးပူပေါင်းတပ်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာတော်လှန်ရေးတပ်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့အယတပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလာလုံနေတာဖြစ်တယ်လို့လေဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားစမှုဇုံကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၅ဦးကတော့အတိအသေးတေကုန်ကြပြီးသူတို့စစ်သားမတ်သားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တင်ပြီးမြို့သားစိတ်ယုံပတ်အသေးအတန်တဲသွားကြတယ်လို့မြင်းညာနဂနီပြောကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲငဇုံမြို့နယ်မြို့သားစမှုဇုံကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးတပ်တွေကလမ်းကနေအသင်းဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၅ဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တင်ပြီးမြို့သားစိတ်ယုံပတ်အသေးအတန်တဲသွားကြတယ်လို့မြင်းကြံကဏီပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ ောက်မှာတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တိုက်ဆုံခဲ့တဲ့ပြည်သူ၄ဦးကိုဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကတကြိုလိုက်ပြီးကလေးငယ်၂ဦးအပါဝင်ပြည်သူ14ဦးကတော့ဒဏ်ရာတွေရထားတယ်လို့နေအိမ်အလုံး40ကျော်နဲ့စာတင်ကြောင်း2ကျောင်းလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကကြောင်မဲမြို့မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရအမှတ်3ရက်ကွက်နဲ့အမှတ်9ရက်ကွက်တွေကို လေနဲ့လာပြီးဘုံတွေစက်တိုက်ကျဲချတက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်းစီတက်ရဲ့လေချောင်းတက်ခိုက်မှုကြောင့်အရသာပြည်သူ၄ဦးသေဆုံးခဲ့ရပြီးခလေးငယ်၂ဦးအပါဝင်ပြည်သူ၁၄ဦးကတော့ဒဏ်ရာရရထားသလိုနေအိမ်အလုံး40ကျောင်းနဲ့စာတင်ကျောင်း2ကျောင်းလည်းပျက်စီးထားသလိုတည်ဆုံသွားတဲ့ပြည်သူ၄ဦးကိုတော့ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲတကြိုလိုက်ပြီးဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။ ओके तगारो यांग खितिकानी दिनी लेकिन दिनी को टेस्ट